ဘဝတန်တရားမှာစိတ်အစဉ်ဟာပြတ်တောက်သွားတယ်ဆိုတာမရှိသလောက်ရှားတယ်မရှိဘူးလို့ပြောနိုင်တယ်အကြာကြီးပြတ်တောက်သွားတဲ့အခါမှာလုံးဝမရှိဘူးလားလို့ပြောလို့ရှိရင် ပုဂ္ဂိုလ်နှစ်ဦးမှာတော့ရှိနိုင်တယ်လို့ဒီလိုပြောရမှာပေါ့နော်မှန်ပါပါဘုရားစိတ်အစဉ်ပြတ်တောက်သွားပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေက တမန်ပုဂ္ဂိုလ်တရားအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဇန်တရားကိုအားထုတ်ပြီးတော့စိတ်ကိုမုံတီးယွန်ရှာမုံတီးတယ်ဆိုတာဒေါသနဲ့မုံတာမဟုတ်စိတ်ကိုမလိုချင်တာစိတ်ရဲ့အပြစ်တွေကိုမြင်တာဆိုပါစို့ဇန်တရားအားထုတ်လို့ तू ကသုဒ္ဓဇံအထက်အဆင့်လောက်ထိအောင်ရောက်သွားတယ်အဲ့ဒီရောက်သွားတဲ့ပုဂ္ဂိုလ်က ပင်စကနီးနဲ့ဆိုရင်ပင်စမဇံပေါ့နော်ဇံ၄မျိုးနီးနဲ့ဆိုရင်သုဒ္ဓဇံသုဒ္ဓဇံပင်စမဇံအဆင့်ရောက်သွားတဲ့အခါမှာအဲ့ဒီဇံရပုဂ္ဂိုလ်ကြီးကဘလို့တွေးတုံဆိုရင်အေးစာကျင်နာလဲဒီစိတ်ပဲအိတ်ချင်နာလဲဒီစိတ်ပဲစိတ်ကအိတ်ချင်လို့လိုက်အိတ်နေရတယ်စိတ်ကစာကျင်လို့လိုက်စာနေရတယ် စိတ်မရှိရင်သိကောင်းမှာပဲဆိုတဲ့အတွေးဝင်သွားတယ်အတွေးဝင်သွားတော့သူ့ရဲ့တမာတိစွမ်းအားကအလွန်ကောင်းတယ်သူ့ကုသိုလ်ကံကအလွန်ထက်တယ်သူ့ရဲ့စိတ်ဆန္ဒဟာပြည့်လူတရဆိုတာအဲ့ဒီကြမှာနော်ဘုရားဝန်တိုင်းလေးထုံးယုံနေတော့လူတရအောင်မှမဟုတ်သေးဘူးအဲ့ဒီမှာတကယ်ကိုသူက ဒီစိတ်ဖြစ်မလာရင်ကောင်းမှာပဲဆိုတဲ့သူ့ရဲ့ဆန္ဒဒီဘွားကကွယ်လွန်နေစာရောက်သွားလို့ဇန်စိတ်နဲ့ကွယ်လွန်နေစာရောက်သွားတဲ့အခါအတင်ညတတ္တအတင်ညတတ္တစိတ်မဲ့တတ္တဝါဆိုတဲ့ပြမာကြီးသွားဖြစ်တယ်မှန်ပါပါဒီဘွားကထိုင်ရဲ့သေးရင်ဟိုဘွားမှာထိုင်ရဲ့ဒီဘွားအိတ်ရဲ့သေးရင်ဟိုဘွားမှာအိတ်ရဲ့ရုပ်တုကြီးလိုပဲ ဘလောက်ကြာကဘာ900ကြာမယ်အဲ့ဒီမှာအတိညတပုံဆိုတာဩအဲ့ဒီလူမြမမျိုးဖြစ်နေတော့စိတ်ဟာပြတ်တောက်သွားတယ်လို့ပြောရအောင်မှန်ပါပါပြတ်တောက်သွားတယ်ဆိုတာယာယီရဆိုင်ထားတယ်လို့ပဲပြောရအောင်ဘာဖြစ်လို့ပြတ်တောက်သွားတယ်လဲဆိုလို့ရှိရင် condition ဆိုတဲ့အကြောင်းတရားတွေကြောင့်စိတ်ဖြစ်เสียအကြောင်းတရားတွေကိုခိတ္တရပ်ဆိုင်းပြစ်လိုက်တဲ့ stop လုပ်လိုက်တာပေါ့ဗျာ ဟုတ်ကဲ့စတော့လုတ်ပလိုက်တဲ့အခါကျတော့ဒီစိတ်လေးရရက်သွားတယ်ရုပ်တည်ကြီးပဲသွားတယ်စိတ်ဖြစ်เสียအကြောင်းမရှိတော့စိတ်ကရက်ဒါပေမဲ့ဒီစတော့လုတ်တာရာသက်ပန်လာလို့ဆိုမဟုတ်ဘူးအတိုင်းတာတစ်ခုနဲ့လုတ်ထားတာဘဝ900ပြည့်လို့တက်တန်းကုန်တန်တဲ့တကြိမ်ရဲ့ဒါပြန်ပေါ်လာမှာဘာလို့ပြန်ပေါ် condition ပြန်ပေါ်လာအကြောင်းတရားကပြန်ပေါ်လာလုံးဝရဆိုင်ပြည့်လို့တော့မရဘူး ။အော်အဲ့ဒီဘုံဘဝမှာရောက်နေတဲ့ပုံကိုယ်တွေတော့စိတ်အစဉ်ပြတ်တောက်သွားတယ်လို့ပြောလို့ရတယ်။ဒါကြောင့်လို့တမဘဝင်စားတဲ့ပုံကိုယ်တွေအပင်ရှင်ဝင်စားတဲ့ပုံကိုယ်တွေဟာဘုရားသာသနာလို့အတွေ့အကြုံမရှိဘူးဆိုလို့ရှင်ငါဘယ်ဘဝလာတာပါလိမ့်ဆိုပြီးတော့အတိတ်ဘဝတွေကို ပြန်ပြီးတော့ရှောက်ကြည့် trace လုပ်ကြည့်တယ်ပေါ့အပြစ် အတိတ်ကဘဝတွေကိုပြန်ပြီးတော့နောက်ကျောင်းပြန်ကြည့်လိုက်တာဘဝပေါင်းမြောင်များစွာသွားပြီးတော့တွေ့ပြီးနောက်ပြတ်ပြီးတော့ကွက်လက်ကြီးဖြစ်သွားတဲ့ဘဝတစ်ခုသွားတွေ့တယ်စိတ်လုံးဝရှာမတွေ့တော့တဲ့ဘဝကြီးတစ်ခုတွေ့တဲ့အခါကျတော့ဘုရားရဲ့အဆုံးအမမရတဲ့ပုံစံတွေကျတော့ဘယ်လိုတွေးမိတော့ဆိုရင်အော်ငါကအဲ့ဒီကြမ်းမှာ တတဝရေလို့ဖြစ်လာတာဟိုဘက်တုန်းကငါမရှိသေးဘူးဒါငါရဲ့တန်တရာအစပဲလို့ဆိုတဲ့အယူဝါဒတစ်ခုပေါ်သွားတယ်။မှန်ပါပါ။ဘာလို့လဲဆိုရင်သူကသူမဆုံးဖြတ်နိုင်။ဒီကွက်လက်ကြီးကိုမြင်လိုက်တဲ့အခါကျငါဟိုဘွားတုန်းကမရှိခဲ့ဘူးနောက်မှငါဖြစ်လာတယ်။ဟောတခုကဖန်ဆင်းလို့ငါဖြစ်လာတာနေမှာပဲဆိုရင်အတွေးတွေဝင်သွားတယ်အဲ့ဒီ။ဘုရားမြတ်စွာသာသနာမှာရှိတဲ့ပုံကိုယ်တွေကတော့ ဩဒါအတ္တညတ်ငါရောက်သွားတာပဲဖြစ်မယ်လို့ဒီလိုတွက်နိုင်တယ်ဟုတ်ကဲ့အဲ့ဒီလိုတွက်ပြီးတော့ဟိုဘက်ကိုဆက်စဉ်းစားလိုက်တဲ့အခါကျတော့အဲ့ဒီ get get ဖြစ်နေတာကြီးကိုဟိုဘက်ကိုကူးကြော်လိုက်တဲ့အခါကျတခါပြန်တွေ့ပြန်တယ်သူကကြားထဲမှာဟို get ဖြစ်နေတာပေါ့နော်ဟာလာကြီးဖြစ်နေအဲ့ဒါအတ္တညတ်ဘုံလို့သူကဆုံးဖြတ်နိုင်နေပေါ့ဘုရားသာသနာမှာရှိတဲ့ပုဂ္ဂိုလ်ကြီးချက် အခြားဘာသာမှာရှိတဲ့ပုံကိုယ်တွေကြတော့ဒါမဆုံးဖြတ်နိုင်တော့ဘူးမိစ္ဆာအယူဝါဒတစ်ခုကိုယူမိသွားတတ်တယ်မှန်ပါပါ